ဇလာလေးအစားမှာတော့ပပိုင်းအမျိုးများစွာအိမ်ထဲကိုဝင်လာခဲ့ပြီးတော့မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူတို့ကတကားကိုခုခံကာကွယ်ထားခဲ့ပြီးတော့ကလေးနှစ်ယောက်တော့လွတ်အောင်ပုံခိုင်းထားခဲ့ပေမဲ့လည်းမိခင်ဖြစ်သူတို့ရောရက်ဆက်စွာအသက်ခံခဲ့ရပါတယ်။အဲ့ဒါအိမ်မဆိုးဖြစ်နေခဲ့ကလည်းလုံးလာခဲ့ပြီးတော့မိမိပြိုလေးအရွယ်ကိုလည်းရောက်ရှိနေခဲ့ပါတယ်။အတန်းထဲမှာတော့ကောင်မလေးစုကအရှင်သာကိုတွေးလို့ခဲ့တာကိုဂုံစွာပြောဆိုနေခဲ့ပြီးတော့အတန်းဖော်တယောက်ကမိန်းကလေးကိုစာအုပ်တို့အတန်းစီကိုတွားပြီးတော့ပုံခိုင်းခဲ့ပါတယ်။အခန်းထဲမှာတော့ကောင်မလေးတယောက်ကိုတွေးဆုပ်ထားပြီးတော့အရာဆိုကြောင်ပြောနေခဲ့ပြီးတော့ဆန်းရပေါ်မှာထားနေခဲ့တဲ့ရှိုးကြီးအကြောင်းတော် ော်ရဲ့မင်းသားကလည်းရှိနေခဲ့ပါ යි သူ့ကိုတွေ့ဆုံတော့မှန်မှန်တိခဲ့လို့ကျောင်းစာထွက်ပြေးလာခဲ့ပေမဲ့လည်းရုံးနေတဲ့ကြားထဲကနေပြီးတော့လက်ခွားကိုနမ်းဆိုင်နေခဲ့ပြီးတော့ငယ်ကမြင်ခဲ့ရတဲ့ပပိုင်းရမျိုးလုံးတွေကြောင့်အသိကိုကောင်မလေးကပြန်ပြီးတော့မှတ်မိသွားခဲ့ပြီးတော့တိတ်လန့်စွာနဲ့ရိုက်ချမိသွားခဲ့ပါ යි မျက်နှာမှာချရာဖြစ်သွားခဲ့ကသူ့ကိုစိတ်တူအောင်လုံနိုင်သွားခဲ့ရာကြောင့်ဂုံယူပါတယ်လို့ဆိုတာလက်ဆွဲခေါ်လာခဲ့ပြီးတော့လူများရှိမှကောင်မလေးကသူ့ရဲ့ယဉ်သူဖြစ်ကြောင်းကြေညာလိုက်ပါ යි ဒီကပ ాయి ကပပိုင်းရနေတဲ့လူတွေရောရောနေတဲ့ကပ ాయి ဖြစ်ပြီးတော့လူသားတွေကရှုံးနေသွားခဲ့ကပပိုင်းရတွေရဲ့ကစားစရာအယုံလေးဖြစ်လာခဲ့ပါ යි ရှိုးရီရဲ့သွေးထဲမှာလည်းကလေးဘွားကိုပြန်လည်ရောက်ရှိသွားခဲ့ပြီးတော့ဖေးဖေးဆိုရဲ့သွေးစီကံကိုလည်းလိုက်ရှာနေခဲ့ပါရဲ့ဖေးဖေးကရှိုးရီရဲ့အနားမှာထောက်အားရှိနေမယ်လို့သူကနောက်ဆုံးမှထွက်ပြေးသွားခဲ့ကြောင်းလူသားတွေကတနာကျင်တာမှမရှိကြောင်းစံချိတ်ပပိုင်းရကလည်းပြောပြနေခဲ့ပါရဲ့ကော်မာလေးကိုပြက်စာမဆိုပြီးတော့မင်းကလေးတစုကပိုင်းရိုက်နေခဲ့ပြီးတော့ပပိုင်းရဘက်ကနေပြီးတော့ရက်တိခဲ့တဲ့မင်းကလေးတွေလက်ကနေပြီးတော့ပြေးထွက်ဖို့ကြိုးစားတဲ့အချိန်မှာပဲသပင်ရှီကိုဆွဲကညှက်ဖို့လုပ်နေခဲ့ပါရဲ့ ောင်မလေးရဲ့လက်ထဲကနေပြီးတော့ထွက်ပြေးလာတဲ့အချိန်မှာပပန်းရလက်အောက်ခံယောက်ျားလေးရဲ့နဲ့သူကသူ့ရဲ့တခင်ကိုတော့ထွက်အောင်လုပ်ခဲ့တယ်လို့သူကဆွဲလိုက်ရမ်းလမ်းနဲ့လုံနေခဲ့ပါ යි ။ပိလမုန်းနဲ့အကူကြီးတောင်းနေခဲ့ရပေမဲ့လည်းရတာခံကြည့်နေရတဲ့လူဒီစီကနေထွက်ပြေးနေရတဲ့အချိန်မှာမိန်းကလေးတယောက်ထပ်မံပြီးတော့ရှေ့တိုးခံလိုက်တာကြောင့်ဒဉာရီနဲ့မှောက်သွားခဲ့ပါ යි ။မင်းကိုစိတ်တူအောင်လုပ်ခဲ့တဲ့ကောင်မလေးလေကားပေါ်ကနေပြီးတော့ပြုတ်ကျသွားခဲ့တယ်။သွေးလိမ့်လိမ့်နဲ့နောက်ဆုံးမှာတော့မျက်နှာပေါ်မှာမသိမ်းကျင့်မယ်လို့ရေးထားတဲ့လူတစုကသူ့ကိုခေါ်အားခဲ့တယ်။တွားကဲမာလာလို့ရှိုးကြီးရဲ့တငယ်ချင်းကမေးခဲ့ပါ යි ။မကဲဘူးလို့ပြောခဲ့ပေမဲ့လည်းအဲ့လိုလှောက်ခိုင်းတာမေးစာဆိုရင်ရော ဂူးမဆိုင်ဘူးလားလို့မေးလိုက်တဲ့ချိန်မှာတော့မျက်နှာပြတ်သွားခဲ့ပါ යි ဘပိုင်းရမင်းကလေးကရုပ်ဆိုးမလေးကိုကျန်တဲ့နာဖူးလေးနဲ့ထားဖို့ပြောခဲ့ပြီးတော့အင်ဂျင်ချုံတော့မဲ့အချိန်မှာပဲရှိုးကြီးကရောက်ရှိလာခဲ့ပြီးတော့မောင်းထုတ်လိုက်တယ်လို့မေးစာအပါနှင်းလွတ်လိုက်ပါ යි သွေးလင်းနဲ့ပေးချန်နေတဲ့နှစ်ဖူးကိုလည်းရှိုးကြီးကလည်းနမ်းချလိုက်ပါ යි ချောင်ရှင်းကိုရှိုးကြီးကအခန်းထဲမှာတန်ချင်းလို့ဝမှားထားခဲ့ပြီးတော့အပြင်မှာတော့ကိုစန်းချင်းပပိုင်းရကထင်ရဆိုင်မှုမလုပ်ဖို့မှားသွားခဲ့ကသပင်းရှိရမင်းရဲ့ငယ်ဘွားဖီယာကိုတီးရောက်သွားစေလို့မေးခဲ့တာကြောင့်အဲ့ဒီနာမည်ကိုထပ်မခေါ်ဖို့ရှိုးကြီးကမှားခဲ့ပါ යි ။ရှောင်းရှင်းအောင်ထွက်ပြေးသွားခဲ့ပြီးတော့ကြီးကန်းတွေကလည်းအသေးနံလိုက်နေခဲ့ကတောင်းစုံပေါ်လာနေပြီးတော့ပြုတ်ကျသွားခဲ့တဲ့အချိန်မှာချိုးကြီးကအချိန်မီလေးလှဆွဲနိုင်ခဲ့ပြီးမှလည်းတိတ်ကန်းကျွကျပြီးတော့နှစ်ယောက်စလုံးကပြုတ်ကျသွားခဲ့ပါ යි ။ရှိုးရီကရှောင်းရှင်းကိုကာဝယ်ပေးသွားခဲ့ရာကြောင့်သူရီယာထွက်လာခဲ့ပြီးတော့ဗပိုင်းရားနေလဲသူထွက်နိုင်မှရှောင်းရှင်းရလဲသဘောပေါက်သွားခဲ့ပါ යි ။ပြန်လဲကုသချင်းတို့တေးဆုံးမှဖြစ်တော့မှာမို့မသေးရှင်းလို့ရှိရင်သူ့နားနေထွက်သွားဖို့ပြောခဲ့ပြီးမှလဲသူ့ကိုကယ်ခဲ့တဲ့ရှိုးရီကိုတွေးဆုံးဖို့ဗပိုင်းရားကောင်စီမှာအကျွေးတည်မခံခြင်းကြောင့်လဲပြောလိုက်ပါ යි ။ ရှိုးကြီးရရှောင်းရှင်းခနာကိုအနှံ့အပြားကိုကင်သွဲခဲ့ပြီးတော့ဘယ်နာကိုဆုတ်ရမလဲလို့မင်းနေခဲ့ပြီးတော့သူမရဲ့မောင်ရှောင်းလင်းကိုလည်းပပန်းရကောင်စီမှာသွေးဆုတ်ခံရတော့မှမို့တောင်းပန်လိုက်ပါ යි ရှိုးကြီးရသွေးမဆုတ်ဘဲနဲ့နောက်နေဖတားခဲ့ကအကျွေးတင်နေတာပို့ပြီးတော့ခင်းအားခတ်မယ်လို့ပြောနေတဲ့အချိန်မှာပဲပပန်းရတကောင်ကလည်းမြင်ကွင်းကိုကြည့်ပြီးတော့ထွက်သွားခဲ့ပါ යි အိမ်ပြန်လန်းကိုရှာဖို့ထားထွက်သွားခဲ့တဲ့ရှောင်းရှင်းကိုလှမ်းဆွဲလိုက်ပြီးတဲ့နောက်မှာပဲနောက်တစ်ခါသူ့ကိုထပ်ပြီးတော့လိမ်မယ်ဆိုလို့ရှိရင်ဘလို့သေသွားမလဲဆိုတာမသိဘဲနဲ့ဖြစ်စီရမယ်လို့လည်းရှင်းချောက်လိုက်ပါ යි ဒီတော့အင်မတန်ကြောက်ဖို့ကောင်းပြီးတော့တမန်လူတွေမရှင်းတမ်းနိုင်ကြောင်းနဲ့သူနောက်နေပြီးတော့ငင်ငင်လေးလိုက်ဖို့လဲအမေပေးခဲ့ပါ誒။ရှောင်းရှင်းကကြောက်နေတဲ့ပုံမပေါ်နေရကြောင့်ပပိုင်းရည်ကိုပို့ကြောက်ပြီးတော့ယုံတယ်လို့ရှောင်းရှင်းကလည်းပြောလိုက်ပါ誒။အဲ့လိုကြောက်နေတာလေးကိုကြိုက်တယ်လို့သူကရှိုးကြီးကလလန်းပေးပြီးမှလည်းပုတ်ချပြီးတော့ထပ်မံပြီးတော့ထွက်ပြေးသွားခဲ့ပါ誒။တယောက်တည်းနဲ့လမ်းမှာပြေးလာတဲ့အချိန်မှာပဲသူမရဲ့မောင်ပုံစံကိုတွေးခဲ့ရပြီးတော့မမကပပိုင်းရည်နဲ့ထိသွားတာဖြစ်တာကြောင့်ယုံတယ်လို့ပြောနေခဲ့ကအိမ်မဆိုးရနေပြီးတော့နောက်တစ်ခါပြန်လှည့်ပြီးတော့နှုတ်ထလာခဲ့ပါ誒။ ဒီတစ်ခါမှာတော့ဗတင်းပေါက်တွေကိုတစ်သားရင်နဲ့ပိတ်ထားခဲ့ပြီးတော့အကူကြီးတောင်းနေတဲ့အချိန်မှာပဲရှိုးကြီးကလလန်းဆွဲကတုံးချလိုက်ပြီးတော့မင်းရလို့သူ့ဆုပ်ခံကိုပြောဆန်းပါအောင်လို့မေးလိုက်ပါတယ်။မင်းရသူ့လိုက်တာပုံရိပ်ရောင်ဖြစ်ပြီးတော့အဲ့ဒါပြီးလို့ရှိရင်တော့အဲ့ဒီလူကမေးလဲပြီးတော့တေသွားမှာငါ့ရဲ့သွေးအစီခံအဖြစ်နေပေးမဟုတ်လို့ရှိရင်မင်းမောင်လေးကိုခေါ်လိုက်ရမလားလို့မေးခဲ့ပါတယ်။ ချောင်းလေးကသူ့မမအိမ်ပြန်လာမယ့်ချိန်မှာသွားကြုံနေခဲ့ပြီးတော့ချောင်းလေးကငငယ်လေးနဲ့လည်းနှလုံးရောဂါဆိုးဝါးရဲ့အဆင့်ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ကုသဖို့ဆေးဆေးတဲ့အတွက်ချောင်းရှင်းကပပိုင်းအကြောင်းကိုသွားခဲ့တာဖြစ်ပြီးတော့ချောင်းလေးကိုချောင်းရှင်းကအတန်းဖော်ကောင်းမလေးကအရှင်ရှိုးကြီးကပန်းစည်းခေါဆောင်သွားခဲ့ရလို့အတိပေးသွားခဲ့ပါတယ်။